အသေးပေါ်ကိုလေးစားမှုမရှိတဲ့ဘယ်လင်ငံရဲ့ပြုံမှုကိုတတိပိလိုက်တဲ့နီးပြတ်တူချေအင်္ဂလာရဲ့ရည်တင်ပြတော့မတ်တူချေကအေပနီယာတင်းကိုငကိုကိုမရှိနဲ့အနိုင်ရချစ်ခဲ့တဲ့ကပောက်လာချေစပွဲနောက်ဆုံးပွဲစဉ်တွင်မှာဒူဇာလက်ခံခဲ့ရတဲ့ကိုဒေါ်သတကြီးတုံးပြန်ခဲ့တဲ့ကွင်းလန်လူဂျူးဘယ်လင်ငံကိုနီးပြတ်ရဲ့ဆုံးဖြတ်ချက်အတိုင်းလေးစားစွာလက်ခံရမယ်လို့ပြပြတသားကရီပီခဲ့ပါတယ်။နီးပြတ်လင်းရဲ့ကစားမောက်ရဲ့စိတ်ခံစားမှုကိုနားလည်ပေးနိုင်ပေမဲ့အတင်းရဲ့စီကန်းနဲ့ပြုံမှုကအတင်းအောင်မြင်တဲ့အတွက်အဓိကကြောင်းထောက်ပြခဲ့ပါတယ်။ အင်္ဂလန်တက္ကသိုလ်နေကုန်နေညကကစားကြတဲ့အေဘရီးယားတင်းတဲ့ပွဲစဉ်မှာဒုတိယပိုင်းမှာသွင်းယူခဲ့တဲ့အတင်းကောင်းဆောင်ဟယ်ရီကိန်းရဲ့အတင်းကောင်းတို့ကြောင့်နိုင်ရရှိခဲ့ပြီးပေကုံမရှိပဲတင်းရန်ကတော့နိုင်ပွဲဆန်ချိန်နဲ့ကမ္ဘာပလဝင်ကိုကအောင်မြင်စွာရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘယ်လင်ကန်ကဇွန်လနောက်ပိုင်းမှာပထမဆုံးချိန်ဖြစ်ပွဲထွက်လူစီးရင်းကိုပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘယ်လင်ကန်ကဒုတိယပိုင်းမှာဝါကာတီဗီမကြားခင်မှာပဲနီပြတူချေကသူ့ကိုမော်ဂန်ရိုဂျာနဲ့လူစားလဲခဲ့ပါတယ်။အသက်၁၂နှစ်အရွယ်ကစားမဘယ်လင်ကန်ကသူ့ကိုလူစားလဲရတယ်ပတ်သက်ပြီးမကြည်မနဲ့ဖြစ်ခဲ့ပုံပေါ်ပြီးကိန်းရဲ့ဒုတိယတင်းကိုပြီးမှလူစားလဲခံရပြီဆိုတာကိုသိတဲ့အချိန်မှာဒေါသတကြီးနဲ့လက်တွေကိုလေထဲဝှေ့ရန်ပြစ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလိုကကဘော့ဂျီပရိသတ်တွေဂျာမာရောမီဒီယာတွေဂျာမာပါအာယုံဆိုင်မှုကိုရရှိစေခဲ့ပါတယ်။ဒီပြတူချက်ကဘယ်လင်ငယ်ရဲ့ဒေါသတကြီးတုတ်ပြမှုကိုပြန်လည်သုံးသပ်သွားမယ်လို့ပြောဆိုခဲ့ပေမဲ့သူအစီကမဆိုင်ရာယက်တီချက်ကိုပြပြသားသားဖော်ပြခဲ့ပါတယ်။ကျွန်တော်ဘယ်လင်ငယ်ကလူစားလက်ခံရခြင်းမှာမပြောမရှင်းဖြစ်နေတာကိုမြင်ခဲ့ရပါတယ်။ကျွန်တော်အဲ့ဒီကိစ္စကိုဒီတက်ပို့ပြီးအချိန်မချဲကျင်တော့ပါဘူး။ဒါပေမဲ့ကျွန်တော်ပြောခဲ့တဲ့စကားတိုင်းဆက်ပြီးယက်တီသွားမှာပါ။အပြုမူကဒီကအတော့ချက်ဖြစ်ပြီးလူစားမှုလာတဲ့ဒင်းမော်တွေကိုလေးစားမှုပြသရမှာပါ။ဆုံးဖြတ်ချက်တွေကိုချမှတ်ခဲ့ပြီဆိုရင်တော့ကစားမတယောက်အနေနဲ့ခမရအဲ့ဒါကိုလက်ခံရမှာပါ။ဒါကဆုံးဖြတ်ချက်ဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုသူလက်ခံရမယ်။ ဝင်ပေးစီမှာဆောင်ဆိုင်နေတဲ့သူ့ရဲ့တငယ်ချင်းတွေရှိတယ်။သူအနေနဲ့အဲ့ဒါကိုလက်ခံဖို့လိုအပ်ပါတယ်။လေးစားဖို့လိုအပ်ပါတယ်။အမြဲတမ်းလက်ဆက်ပြီးလုပ်နေဖို့လိုအပ်ပါတယ်လို့ရှင်းလင်းပြသစွာပြောကြားခဲ့ပါတယ်။သူချေကဘယ်လင်ကန်ကိုလူစားလက်ခဲ့ရခြင်းရဲ့နောက်ခွေကအဓိကအကြောင်းရင်းတစ်ခုကိုလည်းရှင်းပြခဲ့ပါတယ်။ပထမတစ်ခုကဘယ်လင်ကန်ကဝါကက်တီထားခဲ့ခြင်းဖြစ်ပြီးဒုတိယမြောက်ဝါကက်တီနိုင်တဲ့အန်နီယယ်ကိုဆွတ်ချရန်အတွက်ဖြစ်ပါတယ်။ဒုတိယချက်ကတော့ကျွန်တော်တို့ဒုတိယဂုံးမတိုင်မြင်ခဲ့တဲ့ကဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။အဲ့ဒီဆုံးဖြတ်ချက်တိုင်းလည်းလုပ်ခဲ့တာပါလို့နီးပြသူချေကရှင်းပြခဲ့ပါတယ်။ဆိုလိုတာကတော့ ။နီးပြနေတဲ့ဟယ်ရီကိန်းရဲ့ကိုမသွင်းမိကြတဲ့ကလူစားလဲရန်ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့်ပွဲရဲ့ရလဒ်ကိုမကြည့်ပဲအစီအစဉ်ထားတဲ့အတိုင်းနီးပြွားကိုကောင်းထည့်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။နီးပြသူချေဒီလိုရဲကအတင်းတွင်းမှာဘဒူမဆိုစီကန်အတိုင်းထိန်းချုပ်ထားတဲ့ဆိုတဲ့သတင်းစကားကိုပြတ်သားစွာပေပို့လိုက်တာလည်းဖြစ်ပါတယ်။ဘယ်လင်းကလိုထိတဲ့ကစားမတူဦးကိုခုလိုမျိုးဒရီဘေးချင်းကထိတဲ့နီးပြတူဦးရဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုပေါ်ပြနေတာလည်းဖြစ်ပါတယ်။ဒီမှာဒီလိုတဲ့ကတဲ့အမားကိုချက်